ရခိုင်ပြည်နယ်မှာ AARK တပ်တော်ရဲ့ထိုးစစ်ဟာကြောက်ဖြူမျိုးနဲ့၆မိုင်အကွာမှာရှိတဲ့အမှတ်30နှစ်တိုက်ခတ်ရေးရဲတပ်ရင်းအနီးအထိ ရောက်လာပြီလို့နေရင်းစရာကဖော်ပြပါတယ်။ AA သိမ်းပိုက်ထားတဲ့စစ်မှုလက်မှုတင်တန်းကြောင်းကိုစစ်ကောင်စီဘက်ကပြီးခဲ့တဲ့ရပိုင်တွင်သွားရောက်တိုက်ခတ်ရာကနေ AA ဘက်ကတံပြန်ထိုးစစ်လုလာရင်းနဲ့ရဲတပ်ရင်းနာအထိ AA တပ်တွေရောက်လာတာလို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲရခိုင်မကွေးဆက်ဆက်ဒေသကနယ်ရေကန်ဘက်မှလေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများတယ်။မေ24မှာထိုးစစ်ဆင်လာတဲ့တပ်မ69ဦးဆောင်တဲ့တပ်တွေ အကြအဆုံများစွာနဲ့နောက်ပြန်ဆုတ်သွားတယ်လို့ဖော်ပြထားပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကကြောက်စိမ့်ဒေသလုံခင်းကြီးရွာမှာမေ26မိနစ်3နာရီကစပြီး စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လိုက်တပ်မတော်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေရင်းဆိုင်တိုက်ပွဲ ပြင်းထန်နေတယ်လို့ The 74 Media ကဖော်ပြပါတယ်။လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့အတူအင်အားအလုံးရင်းနဲ့ချီတက်လာတဲ့စစ်ကောင်စီတပ်ဟာ KIA ထိန်းချုပ်ဒေသနန်းတိမ်ကျေးရွာအနီးထိရောက်နေပြီးအဲ့ဒီမှာတိုက်ပွဲ ပြင်းထန်နေတာလို့ဆိုပါတယ်။တိုက်ပွဲဟာ ဖားကဲနဲ့နီးလာနေတဲ့အတွက် ဖားကန်ဘီဟာဂုံးကနေလက်နက်ကြီးနဲ့ပြစ်ကူပေးနေပြီးဖားကန်စေယုံကိုခိတပိတ်ထားဖို့စစ်ကောင်စီကသတိပေးထားတယ်လို့ဖော်ပြထားပါတယ်မန္တလေးတိုင်းတောင်သာမြို့နယ်ကြောက်ပတောင်ဘက်အထွက်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီအခြေချစခန်းနဲ့ဝန်တန်းအင်အားဘက်မှာရှိတဲ့စစ်ကောင်စီစခန်းတွေကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်သား2ဦးသေပြီးတနက်တလဲသိမ်းမိတယ်လို့ တောင်သာပကဖကသတင်းထုတ်ပြန်ပါလေမေ22မိနစ်ပိုင်းမှာအဲ့ဒီစခန်းတစ်ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးစစ်ကောင်စီအတွက်တာဝန်ထမ်းသူတချို့ကိုလည်းဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်ဒီစစ်စင်ကိုတောင်သာမြို့နယ်ပကဖမိထီလာမြို့နယ်ပကဖနဲ့နေပြီးတော့ PDF အမှတ်၈၁တက်ရင်ပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ် စကိုင်းတိုင်းမုံရွာအခြေဆိုင်နမခအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို Brave Warriors for Myanmar BWM အဖွဲ့က100 mm short တိုက်ဒုံးတွေနဲ့တိုက်ခိုက်ပြီး ထိခိုက်မှုကိုစုံစမ်းနေစေလို့သတင်းထုတ်ပြန်ပါတယ်။မေ25ရက်9နိုင်ငံမှာ100 mm short တိုက်ဒုံးခုနှစ်လုံးနဲ့ပစ်ခတ်ရမှာ6လုံးက ပြစ်မှတ်ကိုထိမှန်ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့တံပြန်ပစ်ခတ်တယ်။ ထိခိုက်သိဆုံးမှုကိုစုံစမ်းနေစေဖြစ်တယ်လို့ဖော်ပြထားပါတယ်ကရင်ပြည်ဘောလခဲမြို့နယ်ကစစ်ကောင်စီရဲ့ကာကင်းစခန်းတစ်ခုကိုကရင်တပ်ပေါင်းစုက သိမ်းပိုက်ရာမှာစစ်ကောင်စီဘက်ကစစ်သား20ကျော်သေပြီးတနက်၈လနဲ့ခရဲတွေသိမ်းမိတယ်တော်လိုင်းဘက်က၄ဦးကြာဆုံးတယ်လို့ကန္တာရဝတီတိုင်းကဖော်ပြပါဗျာ မေ22မှာစစ်ကောင်စီရဲ့ရေနီပေါက်စခန်းကကာကင်တစ်ခုကိုသိမ်းပိတ်လိုက်တာဖြစ်ပြီးစစ်ကောင်စီဘက်ကလေးချောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့အပြင်းထန်ခုခံသေးတယ်လို့ဆိုပါတယ်ဘောလခဲမာတွေမကမိုးပြဲမျိုးနယ်ဘက်မှာလေတိုက်ပွဲပြင်းထန်နေတယ်လို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံမအဘိတာကူးနဲ့ စစ်ကောင်စီခန့်တနင်္သာရီတိုင်းဝင်းကြီးချုပ်ဦးမြတ်ကို တွေ့ဆုံစဉ်တဝဲအထူးစည်းဝါးရေးဆောင်အခြေအနေကိုဆွေးနွေးကြတယ်လို့တဝဲ watch ကဖော်ပြပါတယ်တဝဲမြို့မှာမေ24ကကျင်းပသွားတဲ့ဒီတွေ့ဆုံပွဲမှာတဝဲအထူးစည်းဝါးရေးဆောင်ဖြစ်မြောက်ရေးအခြေအနေအပါအဝင်ကန်းဂျီတူရဲ့အခြေအနေရောဘာသီယိုစီရေထွက်ကုန်လက်စစ်ပြီးစားတဲ့ကိစ္စတွေကိုဆွေးနွေးကြတယ်လို့တနင်္သာရီတိုင်းအစိုးရကသတင်းထုတ်ပြန်ပါတယ် အလားတူတရုတ်သံအမတ်နဲ့ရုရှားသံအမတ်ဟာလေပြီးခဲ့တဲ့လပိုင်းအတွင်းတဝဲကိုလာပြီးဥမျက်ကူနဲ့တွေ့ဆုံသွားကြပါလေတဝဲရင်နဲ့စိတ်ကန်းတဲ့အထူးစီးပွားရေးဇုံကိုရုရှားအစိုးရက တာဝန်ယူဆောင်ရွက်မယ်လို့ပြောထားပြီးမြေလောလောဆယ်အဲ့ဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေစေလို့ဖော်ပြထားပါတယ်ခင်ဗျာ